ပြည်သက်များအားလုံးမင်္ဂလာပါရှင်။နေစဉ်ထောင်းလင်းတင်ဆက်ပေးနေရမိုးလေဝသအခြေအနေတွေကိုကျမ UND ကနေတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အော်ဂိုလာ18ရက်နေ့မနက်09:15မိနစ်ချိန်ကယ်လပနာ1 2ရူဝါနေတိုင်းတာဗီဂျေးရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ထူရနေပြီးတော့ကပ်လီပင်လယ်ပင်နဲ့ကြံမင်္ဂလားပင်လယ်အော်မှာတော့တိမ်တင့်တက်ဖြစ်တော့နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းရခိုင်ကမ်းရိုးတန်းနဲ့မြဝကြမော်ဒီသားတွေမှာတိမ်ထူရနေပြီးတော့ကြံဒီသားတွေမှာတော့တိမ်တင့်တက်ဖြစ်တော့နေပါတယ်။ကပ်လီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလင်းကအာအနှင်းငယ်ကနေအာအသင့်တက်ရှိနေပါရဲ့ရှင်။ ဩဂုတ်လ16ရက်နေ့မနက်3:00နာရီခွဲချိန်တိုင်းနာကြိုင်ရမြန်မာနိုင်ငံအတွင်းနေရောက်ကပ်ပြီးမိုးကြီးခဲ့တဲ့ဒေသတွေရတော့စကိုင်းတိုင်းအရှေ့ပိုင်း AR တိုင်းအရှေ့ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းမွန်ပြည်နယ်နဲ့ကင်းပြည်နယ်တောင်ပိုင်းဒေသတွေဖြစ်ကြပါတယ်။ရေဖုံးလုံးမို့လာလာတွေဆက်လက်မြန်မာနေရဲ့ဒေသတွေရတော့စကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းတောင်ပိုင်းဒေသရန်ကုန်တိုင်း AR တိုင်းအရှေ့ပိုင်းမွန်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာရေဖုံးလုံးမို့တွေဆက်လက်ရှိနေနိုင်ပါသေးရဲ့ရှင်။ အခုဆက်ပြီးတော့အော်ဂေါလာ၁၈ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။မြမပင်လယ်ပြင်အခြေအနေကတော့မြမကန်ယိုရန်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှင်းငယ်ကနေလှိုင်းအသင်တွေရှိနိုင်ပါတယ်။လှိုင်းမြစ်နေရာတော့ရခိုင်ကန်ယိုရန်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းမြစ်က၃မီယာနေ၄မီလောက်မြင့်တက်နိုင်ပါတယ်။ကြံမြမကန်ယိုရန်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းမြစ်က၃မီယာနေ၅မီလောက်မြင့်တက်နိုင်တယ်လို့ခမန်းထားပါရဲ့ရှင်။ဒီတိုက်ခတ်နိုင်မှုခံမှန်းချက်အနေနဲ့ကတော့ရခိုင်ကန်ရိုးရက်မှာတနအီယို15မိုင်ယာနေ18မိုင်ဒီတိုက်ခတ်နိုင်ပါတယ်။ မွန်ကန်ယိုရန်မြို့ဝကျောင်းမကန်ယိုရန်နဲ့တနင်္လာကန်ယိုရန်ဒီတာတွေမှာတနာယူ၈မိုင်ရနဲ့၁၂မိုင်တက်ခတ်နေပါတယ်ရှင်။မိုးရသွန်နိုင်မှုခမ်းမင်းချက်နေနေရတော့စကိုင်းတိုင်းအောက်ပိုင်းမန်လီတိုင်းမကွေးတိုင်းဒီတာတွေမှာနေရာကွက်ကြောင်းမိုးထချုံရနိုင်ပါတယ်။ကင်ရပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့တနင်္လာတိုင်းဒီတာတွေမှာတော့နေရာကျဲကျဲမိုးရသွန်နိုင်ပါတယ်။ရခိုင်ပြည်နယ်နဲ့အေရီတိုင်းဒီတာတွေမှာတော့နေရာစိတ်စိတ်မိုးရသွန်နိုင်ပါတယ်။ကြံဒီတာတွေမှာနေရာအနှံ့အပြားမိုးထချုံရနိုင်ပါတယ်ရှင်။ မျိုးရော်ရည်ရဲ့မိုးလေဝသခမန်းချက်နေနေရတော့နေပြောင်းတဲ့ဤတိုင်းမှာအမြင့်ဆုံးမှုချိန်က32ဒီဂရီစင်နီဂရိတ်အနည်းဆုံးမှုချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြောင်းမှာမိုးတစ်ချိန်တစ်ချိန်ထိထောင်းရနိုင်ပါတယ်။မိုးရွာဖို့တေချာမှု80ရာခိုင်နှုန်းလောက်ရှိနိုင်ပါရှင်။ရှမ်းကမြို့နယ်ဤတိုင်းမှာအမြင့်ဆုံးမှုချိန်31ဒီဂရီစင်နီဂရိတ်အနည်းဆုံးမှုချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရှမ်းကမှာလည်းမိုးတစ်ချိန်တစ်ချိန်ထိထောင်းရနိုင်ပါတယ်။မိုးရွာဖို့တေချာမှု80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်နီးတွိုင်းမှာအမြင့်ဆုံးမူချိန်က35ဒီဂရီစင်တီဂရိတ်အနည်းဆုံးမူချိန်26ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္တလေးမှာလည်းမိုးတစ်ချိန်တစ်ချိန်ထစ်ချောင်းရနိုင်ပါတယ်။မိုးရွာဖို့တီချောင်းမှုက60ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။အခုဆက်ပြီးတော့နေပြည်တော်ရန်ကုန်မန္တလေးမြို့ရဲ့ဒီပါတမန့်မိုးလေဝသခမန်းချက်တွေကိုထုတ်လင်းတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။ကျေးဇူးအားပေးကြတဲ့ကျင်းသူထုတ်ဝဲတင်ပါတယ်။ပရိသတ်တွေအားလုံးသဘာဝဘေးရန်တွေရာနေကင်းဝေးနိုင်ကြပါစေရှင်။